2025အောက်တိုဘာလ18ရက်နေ့ကကားနဲ့ဝင်တိုက်ပြီးအလောင်းပြပြဖို့စ조사ခဲ့တယ်လို့တန်တရာရှိသူလို့ယူဆရသူကားပိုင်ရှင်နဲ့ရင်မောင်းရဲ့ဓာတ်ပုံတွေဟာအွန်လိုင်းပေါ်မှာပြန့်နှံ့လာခဲ့ပါတယ်။အဲဒီရင်တိုက်မှုနဲ့ပတ်သက်ပြီးရရှိလာတဲ့ဓာတ်ပုံတွေအရရင်တိုက်မှုကျူးလွန်တယ်လို့တန်တရာရှိရတဲ့ကားဟာ Toyota Mazda အမျိုးအစားအဖြူရောင်3 j 1 0 1 3ဖြစ်ပြီးရင်မောင်းသူဟာအနီးအနားတစ်ဝိုက်မှာမကြာခဏသွားလာနေသူဖြစ်တယ်လို့မျက်မြင်သက်သေတွေကဖတ်ဆိုခဲ့ကြပါတယ်။ အဲ့ဒီရင်တိုက်မှုဖြစ်တဲ့ကားနဲ့ပဲမိုးရတဆားနေတဲ့ပုံတွေကိုအရှင်မင်းကြီးဒူးရှေဆိုတဲ့တစ်တော့မှာတင်ပြီးငကြခဏကြောင်းပါပြလေးရှိရလို့လဲဆိုကြပါရယ်အော်တိုဘာလ16ရက်နေ့ည9နာရီဝန်းကျင်ကမန္တလေးမြို့ပတိန်ကြီးမြို့အဝင်းဆိုင်းဘုံအနီး16လမ်းပေါ်မှာရင်တိုက်မှုဖြစ်ပွားခဲ့တာဖြစ်ပြီးစိုက်ကယ်ကိုတိုက်တဲ့အိမ်ကြီးကဟာကားအောင်လူညက်ပါလာတာကိုရက်မပေးပဲဆက်လက်မောင်းပြေးပြီး လူသူကင်းရှင်းတဲ့နေရာမှာကားအောင်မြတ်ပါလာတဲ့သူကိုဖြုတ်ယူကကားနာဖုံးတဲ့ကိုထဲ့တဲသွားပြီးတဲ့နောက်လမ်းဘေးမှာထပ်မံဆွတ်ပစ်ခဲ့တာလို့မြို့ကန်တွေကပြောပါတယ်2025အော်တိုမာလာ16ရက်နေ့ညမန္တလေးမြို့မှာစိုက်ကယ်မောင်းနေလာသူအမျိုးသမီးတယောက်ကိုအိမ်စည်းကားကဝင်တိုက်ပြီးအလောင်းဖျောက်ဖို့ကြိုးစားခဲ့တဲ့ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့ပါတယ် အမျိုးသမီးတယောက်တည်းမောင်းလာခဲ့တဲ့ဆိုက်ကယ်ကိုအပြင်းမောင်းလာတဲ့အထူးရောင်းအိမ်စည်းကား Toyota Matu ကားနံပါတ် 3J1013 ကဝင်တိုက်ခဲ့ပြီးဆိုက်ကယ်စီးအမျိုးသမီးဟာကားနောက်ကိုအောက်ကိုညှိပါလို့သွားရကနေအလောင်းဖြောက်ဖို့ကြိုးစားခဲ့တဲ့အကြောင်းကိုဒေတာကန်နဲ့နယ်မြေကန်လူမှုကွန်ရက်အသင်းတွေရဲ့ပြောပြချက်၊သတင်းထုတ်ပြန်ချက်တွေအရ Social Media တွေပေါ်မှာစိတ်တက်ညံ့ဖြစ်ပြီးလူမဆန်တဲ့ကားမောင်းသမားကိုဝိုင်းဝန်းဝေဖန်ပြောဆိုမှုတွေနဲ့ဆူညံနေခဲ့ပါတယ်။ ဒီဗီဒီယိုလေးမှာတော့အဲ့ဒီမှုဝင်ခစ်စဉ်အသေးစိတ်အနာဂတ်မျက်မြင်သက်သေတွေရဲ့ပြောပြချက်ဒေတာကန်တွေရဲ့ရင်းခွင့်မှုတွေစသဖြင့်အကြောင်းအရာတွေကိုပေါင်းစပ်ပြီး content တစ်ပုဒ်အနေနဲ့တင်ဆက်ပေးလိုက်ရပါတယ်။အခင်းဖြစ်တဲ့နေရာကမန္တလေးတိုင်းပသိမ်ကြီးမြို့နယ်မြို့အဝင်ဆိုင်ပုံနားမှာအော်တိုဘားလ16ရက်နေ့ညနေ6:45မိနစ်လောက်ကဖြစ်ခဲ့တာပါ။စကောလန်လမ်းမကြီးအတိုင်းရန်ကင်းတောင်ဘက်ကမောင်းလာတဲ့အဖြူရောင်အစည်းကားဟာအခင်းဖြစ်ရာနေရာကိုအရောက်မှာတော့နိုးသမီးတယောက်တည်းမောင်းလာတဲ့ဆိုက်ကယ်ကိုဝင်းတိုက်မိကြောင်း အဲ့ဒီနောက်အကူအညီမပေးဘဲထွက်ပြေးကြောင်းစိုက်ကယ်စီးအမျိုးသမီးဟာကားအောက်ကိုညက်ပါသွားပြီးစိုက်ကယ်ကကျန်ခဲ့ကြောင်းမျက်မြင်သက်သေတွေကပြောပြပါရယ်တကယ်တော့ကားမောင်းသမားဟာတိုက်မိတဲ့အချိန်မှာကိုချင်းစာစိမ့်နဲ့ကားကိုရက်ပြီးစင်းကြည့်ခဲ့မယ်ဆိုရင်တိုက်ခံရသူအမျိုးသမီးဟာကားနောက်ကိုအရှင်လက်လက်ဒီရွတ်ဆွဲပါသွားရလောက်တဲ့အထိအခြေအနေဆိုးဝါးသွားခဲ့မှာမဟုတ်ပါဘူးဒါပေမဲ့လည်းအပြစ်ကြီးတစ်ခုလောက်ခဲ့မိပြီဆိုရင်ပြဿနာကြီးကြီးမားမားတစ်ခုနဲ့ကြုံလာခဲ့ပြီဆိုရင် လူတိုင်းနှီးပါးမှာဖြစ်လာတတ်တဲ့အပြစ်ရှိစိတ်ကြီးနဲ့သွေးပြက်ပြီးထွက်ပြေးသွားခဲ့တာလည်းဖြစ်နိုင်တယ်လို့နောက်ခံ background ကြီးကြီးမားမားရှိသူဒုစရိုက်လောကသားမို့လို့တတ်ထားတဲ့နမတ်ပြားကအတုဖြစ်ပြီးကားကလည်းဝတ်တော့ကားမို့လို့ဒီလောက်တော့အသေးဖွဲပါကွာဆိုတဲ့စိတ်နဲ့တိုက်ပြီးပြေးသွားခဲ့တာလည်းဖြစ်နိုင်တာပါပဲဒါပေမဲ့ဒီလိုတာဝန်ယူခြင်းစိတ်မရှိခဲ့တာကြောင့်ပဲကားနဲ့အတိုက်ခံရသူဟာအရှင်လက်လက်ကားတစည်းနဲ့ဆွဲပြီးကတ္တရာလမ်းနဲ့ပုတ်သက်ခံရတယ်လို့ဘဝငရဲကိုခံစားပွားရှာခဲ့ပါတယ် အခင်းဖြစ်ပွားပြီးရတဲ့နောက်မှာဒေသခံတအူးကကြံရိတ်ခဲ့တဲ့ సైకిల్ ကိုဓာတ်ပုံရိုက်တင်ပြီးဒီ సైకిల్ နံပါတ်သိရသူများရှိလားဗျာ9နာရီဝန်းကျင်ပတိန်ကြီးမြို့ဝင်ဆိုင်းပုံနားမှာကားကနောက်ကနေတိုက်ပြီးပြေးသွားလို့ပါ సైకిల్ ပဲတွေ့ပြီးလူမတွေ့ဘူးယင်လိုက်တဲ့သူ တချို့ပြောကြတာကားအောက်ပါသွားတယ်လို့ပြောကြတယ်မိုးကရွာလမ်းမီမရှိတော့ဘာကားလဲသေချာမမြင်လိုက်ကြဘူးတဲ့အိမ်စည်းကားပါမင်းတို့ရဲ့အုံးဆောင်တွေပဲတွေ့ရတယ်လူကအခုထိမတွေ့ဘူးအခြေအနေကတော့မကောင်းတော့ဘူး ကားဟာမန္တလေးဘက်ကိုမောင်းပြေးသွားတာပါဆိုပြီးလူမှုကွန်ရက်ပေါ်တင်လို့အကူအညီတောင်းခဲ့ပါတယ်။အဲ့ဒီခါမှာတော့တင်ဆောင်သူရဲ့အမိဟာမက်ခိုင်ဆန္ဒဖြိုးဖြစ်ပြီးအနီးအပါးကကြေးရွာလေးမှာနေထိုင်သူဖြစ်ကြောင်းသိခဲ့ကြရတာပါ။အဲ့ဒီနောက်မှာတော့အနီးအနားကနေမြေရန်လူမှုကယ်ဆယ်ရေးအသင်းတွေကအကင်းဖြစ်ွားရာကိုသွားပြီးကူညီဆောင်ရွက်ပေးခဲ့ကြပါတော့တယ်။ အခင်းဖြစ်စဉ်နဲ့ပတ်သက်ပြီးနိုင်ငံကလူမှုကယ်ဆယ်ရေးအသင်းတစ်ခုဖြစ်တဲ့နန်းတော်ရှိနယ်လုံးဆိုင်ရာလူမှုကယ်ဆယ်ရေးအသင်းမြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ကမီးစလိုက်တွေနဲ့လိုက်လံရှာဖွေပေးခဲ့ကြပြီးသွေးစာတွေနောက်ခြေရာကောက်လို့အနာကလူတွေကိုလိုက်လံဆောင်စမ်းကြည့်တဲ့အခါမှာတော့တိုက်ပြေးတဲ့ကားဟာအဆုတ်ဆေးရုံနားမှာခဏရက်ကြည့်ပြီးကားအောက်မှာလူပါလာမန်တိတဲ့အခါမှာလူလက်ပိုင်းအရွယ်နှစ်ယောက်ကားထဲကထွက်လာပြီးအတိုက်ခံရတဲ့အမျိုးသမီးခန္ဓာကိုယ်ကိုကားအရှိတ်ဘက်ခြမ်းကနေဆွဲထုတ်ခဲ့ကြတယ် အဲ့ဒီနောက်ကားလာဖုန်းထဲမှာထည့်လို့ကံကောက်အထဲကျုပ်ဆက်ယုံကားမှာတေးပြီးအထင်းနဲ့ပြစ်သွားခဲ့ကြောင်းသိရပါဗျ။ကားနဲ့ညက်ပါသွားသူအမျိုးသမီးကိုပြန်လည်ပြစ်ရှိရနေရကအခင်းဖြစ်ပွားတဲ့နေရာနဲ့နှစ်မိုင်အကွာဝေးမှာရှိရာဖြစ်ပြီးဒီကိုယ်လုံးရကြရမရှိအောင်စုပ်ပြတ်တက်နေခဲ့ပေမဲ့အသက်မြင်းမြင်းလေးရှိနေပါသေးရဲ့။အနားကမျက်မြင်တက်တွေတွေကအရန်ကိုရရဆက်ဆက်ဖြစ်သွားခဲ့တာပဲ။အော်ဖို့အချိန်တောင်မရလိုက်ဘူး။တိုက်မိပြီးအောက်ဆင်းကြီးရရင်တော့အခုလိုဒရွတ်တိုက်ကြီးကားနဲ့ပေါသွားမှာမဟုတ်ဘူး။ ကားတိုက်ခံရတဲ့ဒဏ်ရာထက်ဒရွတ်တိုက်ပါသွားတဲ့ဒဏ်ကြောင့်အခုလောက်ရရဆက်ဆက်ဖြစ်သွားခဲ့တာဖလာတောင်သွေးပြက်ပြီးနာကျင်ပြီးကြောက်ခတ်ရမလဲဆိုတာမှန်းဆလို့တောင်မရဘူးစိတ်ကြံရတွေကြောင့်ဒီတသက်ဆိုက်ကယ်တောင်စီးရဲပါတော့မလားစသဖြင့်ပြောပြခဲ့ကြပါတယ်ပတိန်ကြီးလမ်းဘက်မှာအများရန်တွားလာနေတဲ့ရှိသူတွေကလည်းပတိန်ကြီးဘက်ကကားတွေကတော်တော်ဆိုးပါတယ်အဲ့နားမှာအเจ้าနေစိတ်ယုံနေရှိတာလဲအရှိန်လျှော့မပေးဘူးအများကားကိုကိုယ်လမ်းအပြင်ကိုကြော်ပြီးကြော်တက်ကြတာတခါတလေဆိုရင်လမ်းအပြင်ကပဲမောင်းလို့တော့ ကားသမားတွေဘာလို့အရန်လောနေကြလဲမစင်းစားတတ်ဘူးတချို့ကားသမားကစိုက်ကယ်ဘေးနားကပ်ပြီးမောင်းနေလဲအတန်ကျဲကျဲနဲ့အတင်းဟွန်တီးပြီးအချိန်ပြည့်ပြည့်နဲ့မောင်းနေကြတာစီကန်တင်းကျပ်ပေးဖို့လိုတယ်ပတိန်ကြီးဘက်ကရင်မောင်းသူတွေကတာဆန်နေများတယ်ပူဆိုးတာကတာဝန်ယူမှုဆိုတာနားမလဲကြဘူးကားပေါ်ရောက်ရင် နေအမြန်မောင်းလဲထင်နေကြတာပတိန်ကြီးနိုင်စင်သားကလမ်းဆောင်ကကားသမားတွေရန်ကားကြတာကြောင့်နေကင်းဘက်တောင်တော်တော်လေးအန္တရာယ်များတာ စသဖြင့်အကင်းဖြစ်ပွားရာနေရာကကားသမားတွေရဲ့စီကံမဲမှုကိုထောက်ပြပြောဆိုခဲ့ကြပါတယ်။လက်ရှိအချိန်မှာတော့ကားတိုက်ခံရသူအမျိုးသမီးကိုမန္တလေးစစ်ရုံကြီးအရေးပေါ်ကုသဆောင်မှာအနီရောင်အဆင့်ဥကောင်းတမန်ရိုက်ပြီးလိုအပ်တဲ့ကုသမှုတွေခံယူလို့အသက်ရှင်ရေးအတွက်ကယ်ဆယ်ရေးဆောင်ရွက်နေကြပါတယ်။ဒီနေ့အော်တိုဘာလ18ရက်နေ့နေ့လယ်12နာရီအချိန်မှာတော့ခံစားရတဲ့ဝေဒနာတွေတက်တာစပြုလာပြီးစကားပြောရနိုင်ပြီဖြစ်ကြောင်းသိရပါဗျ။အခုအချိန်တွေကကောင်းပါတယ်မသေးပါဘူး။အခုသတိပြန်ရနေပြီတော်တော်လေးကောင်းသွားပြီ လောလောဆယ်ခွဲစိတ်ခံဝင်နေတယ်။တိုက်ပြေးတာဆိုတော့မိသားစုဘက်ကအမှုဖွင့်ပါပါလို့ကောင်းအောင်ညက်ပါသွားတဲ့အမျိုးသမီးကိုရှာဖွေကစေယုံပို့ပေးခဲ့တဲ့နန်းတော်ရှိလူမှုကယ်ဆယ်ရေးအဖွဲ့တာဝန်ရှိသူကဝမ်းသာစရာသတင်းတစ်ခုအနေနဲ့မျှဝေပေးခဲ့ပါရယ်။ကားကရန်ကင်းတောင်ဘက်ကနေအနောက်ဘက်ကိုမောင်းလာတာ။စိုက်ကယ်နဲ့ကောင်မလေးကတော့သူ့အိမ်သူပြန်တဲ့အလမ်းမှာပါ။ခစ်တာကပတိုင်ကြီးမြို့အဝင်ဆိုင်ပုံနာပေါ့။မိုးကလည်းရွာနေတယ်၊မှားလည်းမောင်းနေတယ်၊ရင်တိုက်မှုဖြစ်တော့ကားကထွက်ပြေးတယ်၊ခစ်ချင်တော့ကားအောင်မှလူကညက်ပြီးပါသွားတယ် တီဗီတင်မီအလောင်းဖျောက်ဖို့ကြိုးစားတာခစ်စင်အချင်းကတော့ဒါပါပဲဆိုပြီးခစ်စင်ကိုသိရှိထားတဲ့လူမှုကွန်ရီရဲ့အသင်းတစ်ခုကသတင်းရင်းမြစ်ကနေကြောက်ပြခဲ့ပါတယ်လူတွေကတော့ကားလက်တိုက်သွားခဲ့တဲ့သူဟာအခုချိန်မှာပြန်မိမယ်ဆိုရင် လူအစားထိုးတရရောက်ကိုထည့်ထားပြီးလောက်ပြီးခရက်ခန့်အစ်စ်ကိုမမိနိုင်တော့ဘူးခပ်ပြေးရဆိုကြတဲ့ကသူ့မှာ background ကြီးကြီးမားမားရှိတာမျိုးလိုလုပ်ရဲတာစေးကြောင်နေတာဒူးစရိုက်လောကတွေကလူတယောက်ဖြစ်မယ်အစရှိသဖြင့်ထင်ချင်းမျိုးစုံပေးလို့နေခဲ့ကြပါတယ် အနာဂတ်မျက်မြင်သက်သေတွေကကားမောင်းလို့လူလက်ပါလူငယ်ရဲ့ရုပ်ကိုမှတ်မိကြတာမို့လို့အစားထိုးဖို့မလွယ်ဘူးလို့ဆိုကြပေမဲ့တကယ်တကယ်တမ်းတရားရင်ဆိုင်ကြရတဲ့အခါတရားရုံးမှာအလုတ်ပြက်အချိန်ကုန်ခံပြီးသက်သေဖတ်ဆိုပေးဖို့ခရင်တယ်လို့တရားခံဘက်ကပါနောက်ခံ background ငွေကြေးအင်အားစတာတွေခိုင်မာတောင့်တင်းနေခဲ့မယ်ဆိုရင်သက်သေကိုအညှိုးထားရန်ပြုခံရမယ်ဆိုရင်ကြံကိစ္စကလည်းရှိနေခဲ့ပါတယ်လရှိအချိန်အော်တိုဘာလ19ရက်နေ့အထိကားနဲ့တိုက်ပြေးသွားတဲ့တရက်ခန့်ဟာလွံ့မြောက်လျက်ရှိနေပြီးခန်းစည်းအရေးယူနိုင်မှုအတွက် Toyota Matu ကနံပါတ် 3J1013 ကိုပြစ်ရှိသူများကိုကြီးသတင်းပေးကြပါဆိုပြီးမိသားစုဝင်တွေကတောင်းဆိုထားပါတယ်။မိတ်ဆွေတို့ကရောဒီအမှုနဲ့ပတ်သက်ပြီးဘလို့ထင်မြင်ပါသလဲ။ခင်မြင်ချက်တွေအားလုံးကိုပြောပြပေးသွားလို့ရပါတယ်။အဆုံးလေးကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်။နောက်ဗီဒီယိုလေးတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်နော်။